အားလုံးပဲမင်္ဂလာပါတရှိကွန်ကားပေတင်ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဆရာကတော့ဒါရုန်နဲ့လက္ခဏာပြတာဆရာဆရာရေးအောင်ဖြစ်ပါရယ်အဲဒီကနေ့မှာတော့အော်တိုဘာလအဲ19ရက်နေ့ကနေ25ရက်နေ့တပတ်တာကာလအတွင်းမှာမှာ9ရက်သားသမီးတဲကမှနေနဲ့3ခုပေါ့နော်ကန်စတာအပြောင်းအပြောင်းလဲအများဆုံးနဲ့အဲကန်စတာအကောင်းမွန်ဆုံးနေသား3ခုကိုဆရာကရွေးချယ်ပြီးတော့ဟောပြောပြသပြီးဖြစ်ပါရယ်အဲ့တော့ဒီတပတ်မှာကဘယ်နေ့သားသမီးတွေပါဝင်လာမလဲဘယ်နေ့သား ဘလို့ကန်စရာလေးဒီမှာပို့ပြီးတော့တခြားသောနေသားတွေတဲ့ပို့ကောင်းလာမလဲအဲပို့ပြီးတော့ပြောင်းလဲလာမလဲအပြောင်းလဲကောင်းနေဂျုံလာရမလဲဆိုတာကိုတော့ဆရာနဲ့အတူကြည့်လိုက်ရအောင်โอเคဒီတစ်ပတ်အတွက်နေသား3ခုပေါ့ကဲနေသား3ခုတော့ရွေးပြီးွားပြီပေါ့เนาะဘယ်နည်းသားသမီးတွေဖြစ်မလဲအရင်ဆုံးကြည့်မယ်ပေါ့เนาะ ကဲပထမဆုံးနေသားကကြတော့တနင်္ဂနွေသားသမီးဖြစ်ပါတယ်။ကဲဒုတိယနေသားကကြတော့ကြာသာပြိသားသမီးဖြစ်ပါတယ်။ကဲနောက်ဆုံးနေသားကကြတော့စနေသားသမီးဖြစ်ပါတယ်။အဲ့တော့တနင်္ဂနွေရဲ့ကြာသာပြိရဲ့စနေသားသမီးရဲ့အဲ့တော့နေနံ၃ခုတော့ရပြီ။ဘလူကန်နာတွေဘလူပိုင်းတွေမှာပို့ပြီးထူးခြားလာမလဲ။တခြားသော နေသားတွေတပို့ပြီးကန်စတာကောင်းနေမလဲကြည့်လိုက်အောင်။ ပထမဆုံးကန်တာပထမဆုံးကန်တာအနေနဲ့ကကြတော့လုပ်ငန်းကန်စတာနဲ့ပတ်သက်ပြီးတော့ကောင်းမွန်သောအပြောင်းလဲတွေဒီကောင်းမွန်တဲ့ဒီပေါ့နော်ဒီထူးထူးခြားခြားအခွင့်အလမ်းတလီတွေရလာဖို့ရှိတယ်အလုံးနဲ့ပတ်သက်ပြီးတော့နော်အဲ့တော့အလုံးနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့တည်တာထင်ရှားတဲ့အရာမျိုးလေးတွေအဲပြီးတော့လက်ရှိလုပ်ငန်းအပြင်အခြားသောလုပ်ငန်းတွေလက်ရှိလုပ်ငန်းတက်ပိုးမှုကောင်းမွန်တဲ့လုပ်ငန်းအသစ်မျိုးလေးတွေ ဒီကန်လာနေမိထဲမှာရရှိပိုင်ဆိုင်လာဖို့ရှိတယ်အဲ့တော့ရရှိပိုင်ဆိုင်လာမယ်ဆိုလဲကိုနဲ့အံဝင်ခွင်ကြပြီးတော့ပို့အတွက်အဲလောက်ခကောလာစာကောယာဒူရောတိုးတက်မဲ့အဲလုပ်ငန်းခွင်မျိုးလုပ်ငန်းသစ်မျိုးလေးတွေလည်းပေါ်လာဖို့ရှိတယ်ဒါကတော့ပထမဆုံးကန်စတာကဲဒုတိယကန်စတာဒုတိယကန်စတာအနေနဲ့ကကြတော့မိတ်ကောင်းဆွေကောင်းတွေပေါ်လာမယ်ဆိုလို့တွေ့ရတယ်ဘောနော်အဲ့တော့ ကိုယ့်ရဲ့မိကောင်းဆွေကောင်းမှာမအကြီးကဲအထက်လူကြီးကိုယ့်ထက်ကြီးတဲ့လူတွေကိုယ့်ထက်အသက်အရွယ်ကြီးတဲ့လူတွေရဲ့ကိုညီမားစားမှုတွေသူတို့နဲ့တွေ့ရတာမျိုး သူတို့ရဲ့ကိုမသိနားမလည်သေးတဲ့ကိုမသိနေတဲ့ကိုလိုအပ်နေတဲ့အကြံဉာဏ်ကောင်းတွေကိုမြင်တဲ့ဒီစုထောင်တွေကိုကသူတို့တွေကပြသတာမျိုးပဲဖြစ်ဖြစ်သူတို့တွေကပြောပြတာမျိုးဖြစ်ဖြစ်သူတို့ကထောက်ပြတာမျိုးဖြစ်ဖြစ်ရလာဖို့ရှိတယ်အဲရလာတဲ့ຢာတွေကလည်းပြောရရင်တော့ကိုယ့်အတွက် ဟိုအချိုးကျေးဇူးများစွာရရှိမဲ့အရာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေကောင်းတွေအပေါင်းအသင်းကောင်းတွေမိတ်ဆွေကောင်းအပေါင်းအသင်းကောင်းပေါ်မှာကိုယ့်တဲ့ငယ်တဲ့လူကိုယ့်တဲ့ရွယ်လူမျိုးမဟုတ်ပဲကိုယ့်တဲ့အသက်အရွယ်ကြီးတဲ့လူတွေရဲ့အကြံဉာဏ်ကောင်းလေးတွေကိုရရှိပိုင်ဆိုင်မဲ့ကန်စရာမျိုးဖြစ်ပါတယ်အဲ့တော့ဒါတွေကဒုတိယကန်စရာဖြစ်ပါတယ်ကဲနောက်ဆုံးကန်စရာ နောက်ဆုံးကသတာအနေနဲ့ကကြတော့ငွေကြေးကန်အဲ့တော့ငွေကြေးကန်နဲ့ပတ်သက်ရင်တော့ငွေကြေးပိုင်းဆိုင်ရာမှာအဲခြိပောက်တာမျိုးငွေကြေးနဲ့ပတ်သက်တာမျိုးကန်ဆန်းမဲ့ပောက်တာမျိုးအဲ့တော့အတိတ်ဘဝကကိုပါရမီဖြစ်တင်းခဲ့တဲ့အရာမျိုးကိုကုသိုလ်ကောင်းမှုကြောင့်လုပ်ခဲ့တဲ့အရာမျိုးတွေကဒီကန်စရာတွေမှာပြန်လဲပြီးတော့အဲရရှိပိုင်ဆိုင်ရတာမျိုးပြန်လဲပေါ်ပေါက်လာတာမျိုးကံအခွင့်လန်းရလာတာမျိုးเนาะအဲ့တော့ထီပေါက်တာမျိုးမဲပေါက်တာမျိုးထီမာမနည်းနည်းပပမှုပဲနဲ့စူကြီးပေါက်လာတာမျိုးငွေရပေါက်ရလန်းနေဝေလာတာမျိုးလေးတွေဒီကန်စရာနမိ ထဲမှာဖြစ်များဖို့ရှိပါတယ်ပြီးတော့ကိုယ်အတွက်ပေါ့နော်တန်မိုးကြီးတဲ့အရာတွေအဲမြေတို့အမွေတို့အဲ့လိုရလာမှုလဲကန်စရာလေးတွေကများစွာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါလေးတွေအဖြစ်များမယ်အဲ့တော့ပြောရရင်တော့ဒီတပတ်တာကန်စရာကတော့ငွေကြေးပိုင်းကောလုပ်ငန်းပိုင်းကောမိတ်ဆွေကောင်းလေးတွေလည်းရရှိမယ်လူမွေးပိုင်းမှာကောင်းပုံမဲ့ကန်စရာတပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်တာကန်စရာလေးမှာကောင်းတယ်ပဲကန်စရာ ပြီးတော့အားသာကြတိများမယ်ပို့ပြီးတော့ကောင်းလာဖို့အတွက်အဆက်ဆက်အရာအစဉ်ပြေဖို့တော့ဆိုတော့ပြုလုပ်ပေးရမယ့်ရေတရာလေးအနေနဲ့ကကြတော့ကိုယ့်ရဲ့အိမ်ဖျားလေးမှာပေါ့နော်ကိုယ့်ရဲ့အိမ်ဖျားလေးမှာပေါင်ပုတ်ထော်ဘက်တုပ်တွေလှူဒန်းပြီးတော့ဆူတောင်းပေးပါအဲ့ဆိုတော့အညက်နေပျောက်ကင်းသွားပြီးတော့ကောင်းမွန်မှုတွေရရှိလာမယ်ပိုကောင်းတဲ့ကောင်းမွန်တဲ့တပတ်တာကင်ဆာလေးကိုရရှိလာမယ်ကင်ဆာမျိုးလေးတွေကိုပန်ဆိုင်မှာဖြစ်ပါတယ်ဒါလေးကတော့တပတ်တာကင်ဆာလေးဖြစ်ပါတယ်အဲ့တော့ဒီတပတ်တာကင်ဆာလေးမှာတော့ဒီနေနဲ့၃ခုပေါ့နော်အဲ့တော့နောက်တစ်ပတ်နောက်တစ်ပတ်တွေမှာလည်းမတူညီတဲ့နေနံလေးတွေမတူညီတဲ့ကင်ဆာလေးတွေ မတူညီတဲ့ပြောင်းလဲမှုမျိုးလေးတွေကိုသိကျင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုလည်းလက်ကရှယ်လုပ်သားဖို့လည်းမမေ့ပါနဲ့နောက်တစ်ပတ်နောက်တစ်ပတ်ဒီမှာလည်းပြန်လည်ဆွေးနွေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်